အစ္စလမ်တာဒနာမှာလှုပ်ဆောင်ရမယ့်အပိုင်းတစ်ပိုင်းရှိတယ်။ရှောင်ကျင်ရမယ့်အခန်းကဏ္ဍဆိုပြီးတော့အပိုင်းတစ်ပိုင်းရှိတယ်။အပိုင်းနှစ်ပိုင်းအဲ့တော့လှုပ်ဆောင်ရမယ့်ဒီဆောင်ရွက်ရမယ့်အပိုင်းကိုပဲကျွန်တော်တို့ ဆောင်ရွက်နေကြတယ်လုပ်နေကြတယ်ရှောင်ကျင်ရမယ့်အပိုင်းတွေကို ကျွန်တော်တို့လစ်လျူရှူထားတယ်ညံ့လွှဲထားတယ်ပြစ်ပယ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါပလိုင်းပေါင်းနဲ့ဖားကောက်လို့ဖြစ်နေဘာမှမထူဘူး حدیث میں میں چی صلی اللہ علیہ وسلم گا صحاباری گو میرے او صحابہ رو ما امت یہ اسین یہ زم پو گوہا بدولے تیلا ما امت ہے ما اسین یہ زم پو گوہا بدولے سرہ تیلا سرہ اٹھمن میں چی صلی اللہ علیہ وسلم گا امی شیرے ما امت یہ اسین یہ زم پو گوہا بدولے تو دی قوم اعمال دی قوم لے عمل عبادت دیگو امیان جی لو دوالا سواب دی امیان جی امیا جدا ٹاؤں بو یا بوں تو امیان جی آخرت کو تو دو تے گے تو دو, دو لکشمی اشیما تون پت پی رو ٹائ تین کھایا تو ساد ہاں الکشمی اشیما لہی تو نے پت پی رو تائیں میں یا اللہ چنو گو تو مٹیاں پیو کھیرے مٹیاں سسے کھیرے چنو گو تو دو دوکھا پی کھیرے نو نیں ڈوکھا پی کھیرے چنو گو تو دی لنے دوکھا پی کھیرے ساتھ لا لاویرو رو مٹیاں سو رے کھا شمیہ ہا دی ကုသိုလ်တွေနဲ့ယောစီမှာဖြစ်တယ်အယောအစားကုသိုလ်တွေနဲ့အဲ့တော့တင်ဟာသူ့ရဲ့ဒီနမတ်တွေကိုယူသွားပါအဲ့လိုပဲနောက်တစ်ယောက်လာရင်အဲ့လိုပဲအတင်သူ့ရဲ့ဒီရိုဇာတွေကိုယူသွားပါအတင်သူ့ရဲ့ဟောက်ဂျ်ကိုယူသွားပါအတင်သူ့ရဲ့ဒီကောင်းမှုတွေကိုယူသွားပါသူ့မှာနောက်အဲ့လိုပဲထပ်လာတယ်ဆိုလို့ရှိရင်ပေးတရားဆောကုသိုလ်မရှိတဲ့အခါသူ့ရှိရဂုဏတွေကိုယူရတယ်ဒီလူစီကနေပြီးတော့ဂုဏတွေကိုယူရတယ် အဲ့လိုပဲဒီကုန်းလေးယူရင်းယူရင်းနဲ့ပဲနောက်ဆုံးသူဒီဂျန်နမ်လေးကိုခြာကျင်ခံရတယ်ဆိုတော့အဲ့ဒီလူဟာအစင်းရဆုံးပုံကိုပဲဆိုပြီးတော့တမန်တော်မြတ်ကြီးဆလလောဟူအလိဆလမ်ကအမေရှိတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့လှုပ်ရမယ့်အပိုင်းကိုပဲလှုပ်ပြီးတော့ကျွန်တော်တို့ရှောင်ရမယ့်အပိုင်းရှောင်ကျင်ရမယ့်အပိုင်းမရှောင်ဘူးဆိုလို့ရှင်ကျွန်တော်တို့ရရှိပြီးသားဘာရကာတီရရှိပြီးသားကောင်းမှုတွေကအချင်းချင်းဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ ရှောင်ကျင်ရမယ်အပိုင်းကိုလည်းကျွန်တော်တို့ရှောင်ကျင်ဖို့အရေးကြီးတယ်ဥပမာကျွန်တော်တို့နေကာလုပ်တယ်နေကာဆိုတာကလည်းဒါအလရှမေပက္ကံနေပြီးတော့လူရဲ့ဖီတရတ်အရာပြန်ထမ်းတာတဲ့ပြန်ထမ်းချက်တစ်ခုပဲအဲ့တော့နေကာလုပ်တယ်ဒါကောင်းတဲ့အရာတစ်ခုလုပ်တာပဲအီဝါဒတ်ပဲဒါကိုဒီကောင်းတဲ့အရာတစ်ခုကိုအကောင့်ထဲပေါ်လာပဲဒါပေမဲ့အဲ့မှာဂုဏတွေဒဇီကြီးလုံနေမယ်ဆိုလို့ရှိရင်ဒီနေကာမှာဘာကတ်ချင်မလားကျွန်တော်တို့အခုခေတ်ကအဲ့လို ဲ့တော့ကောင်းမှုတစ်ခုလောက်လာဆိုတော့လောက်တယ်ဒါပေမဲ့အနောက်မှာဒဇီကြီးအကုတ္တတွေအများကြီးကျွန်တော်တို့ဝယ်လိုက်ကြဒါမှဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့အခုခေတ်ဆိုလို့ရှိရင်ဒီအမျိုးသမီးတွေကိုတေးချပြင်ဆင်ပြီးတော့ဟာလူရှိမှပေးထိုင်နေတာဒီဒီဝါစကလည်းဘယ်ကနေစလာလဲမသိဒါပေမဲ့ဟာဒီစ်နဲ့ဒီလောက်တော့ဆာဘစ်ဖြစ်တယ်ဟာဇရတ်အိုင်ရှာဆီဒီကာရဒီအလ္လာဟ်တာလာနီယတ်ထမ်းမှာတတော်ကောင်းမွန်တဲ့အဝတ်အစားတစ်ခုရှိတယ်ဒီကောင်းမွန်တဲ့အဝတ်အစားကို တခြားသောအမျိုးသမီးတွေဒီနေကာမှာ

عبد الرحمن بن عوف رضی اللہ تعالی نتیگی نے تو جنتی وہاں سو بھی رو درین گاؤں پی کھیں دو صحابہ لونگے صحابہ بے اتت تو انزے او ماں بشی دی صحابہ دی صحابہ نکالو دیکھا تمن مچی صلی اللہ علیہ وسلم نتی کھے تکیرو مدینہ میوگا چین چین لی بے تکیرو مدینہ میوگا ترو وہ چین 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 لی چنو لگو لشی نیسل دبو پاؤں کیوں میں سوئیں چنو لگو دی مدینہ میں شیرے مستید نبو بھی بلی چاہوں لو ဆိုတော့ဒါတမန်တော်ခေတ်ကရှိတဲ့ဒါမဒီနာမြို့တမြို့စာဒါအကုန်ပဲအခုဆိုရင်ဒီဗလီတလုံးထဲမှာဒါဝင်သွားပြီအားလုံးအဲ့တော့ဒီဗလီတလုံးစာလောက်ပဲရှိတဲ့ဒီရွာလေးဒီတစ်တေးလေးအဲ့တော့အဲ့တစ်တေးလေးထဲမှာတူတူနေတယ်နောက်ရာဆူလ်နဗီဆိုတဲ့အဆင့်နဲ့ حضرت عبد الرحمن بن عوف رضی اللہ تعالی عنہ میں یہ نکاح میں تمنوں میں چی صلی اللہ علیہ وسلم کو اتی رحم پی کے اڑا تمنوں کو مپھے ہو تمنوں میں تی ဒါပေမဲ့သူ့ရဲ့ဒီပုံမှန်အပြင်တရားကိုကြည့်ပြီးတမန်တော်ကြီးဆလ္လာလာဟ်အလိုင်ဟိဆလမ်ကသူ့ကိုမေးတယ်အဗ္ဒရာဟ်မန်အသင်နေကလုတ်လိုက်ပြီလားဆိုတော့ဟာယောဆူလာကျွန်တော်ဟုတ်တယ်နေကလုတ်လိုက်ပြီဒါနဲ့တမန်တော်ကြီးဆလ္လာလာဟ်အလိုင်ဟိဆလမ်ကအမေရှိတယ်အဗ္ဒရာဟ်မန်အသင်ဝလီမာတော့ကျွေးတင်ဝလီမာတော့ကျွေးတင်နေစိတ်တကောင်းမဆိုအသင်ဝလီမာတော့ကျွေးတင်နေဆိုပြီးတမန်တော်ကြီးဆလ္လာလာဟ်အလိုင်ဟိဆလမ်လမ်းညွှန်တယ်အဲ့ဒါကြည့်တမန်တော်ကြီးဆလ္လာလာဟ်အလိုင်ဟိဆလမ်စိတ်မဆိုဟိုအရှိယဆာဟာဘာကလည်းပဲလေမူနာဖစ်လားတမန်တော်မဖိတ်ဘူးဆိုတော့မဟုတ်ဘူး ဒုနီယာမှာရှိနေတဲ့အခါပဲသူ့ကိုတမန်တော်ကြီးဆလလဆုံးကဒါဂျန်နတီဆိုပြီးတော့တရင်ကောင်းပေးခံရတဲ့ပုံကိုကျွန်တော်တို့ဆိုအခုဒီခေတ်မှာစိတ်ဆိုးမှာငါ့ကိုမဖိတ်ဘူးဟိုလိုမဖိတ်ဘူးအဲအဲ့ဒီချက်ကံမှာပဲမလို့အပဲနဲ့အများကြီးကုံသွားတာတတ်နိုင်တဲ့လူဆိုပြဿနာမရှိဘူးမတတ်နိုင်တဲ့လူဆိုတာတစ်ခါခါရှိအဲဒီခံနာတွေလည်းရှိတယ်ဒါကျွန်တော်တို့ရဲ့အခုလက်ရှိ society ရဲ့ဒါအားနည်းချက်တစ်ခုပေါ့ဆိုတော့ကျွန်တော်တို့ဒီနေရာမှာတခုကြည့်ပါဟာဇတ်ဒရဟမန်အစ်ဘနီအောက်ဖရဒီအလ္လာဟ်တာလန်ဒီ

အလိုပဲ Hazrat Zubair radiyallahu ta'ala Hazrat ဒီ Talha radiyallahu ta'ala ဆက်ပြီးအခုဒီပြောတဲ့ Hazrat Abdurrahman ibn Auf radiyallahu ta'ala ဒီ Sahaba တွေကိုကြည့်သူတို့အသက်တွေကိုကြည့်လိုက်သူတို့အသက်တွေကိုကြည့် Hazrat Abu Bakr Siddiq radiyallahu ta'ala Iman sa ယူတဲ့အခါမှာအသက်38နှစ်အသက်38နှစ်သူတယောက်ပဲအဲ့ဒီအသက်ဝန်းကျင်ရှိတယ်ဂျန်တဲ့ Sahaba တွေအားလုံးဂျန်နတိပါဆိုပြီးတော့တမန်တော်မကြီး Sallallahu Alaihi Wasallam ဘက်ကနေပြီးတော့တရင်ကောင်းပေးခြင်းခံရတဲ့ဆဟာဘာတွေတခြားဆဟာဘာတွေကိုကြည့် အားလုံးအသက်30အောက်မှာပဲရှိတယ်လူငယ်ဆွာဟာပါတွေပဲအခုခေတ်လူငယ်တွေဖဂျာတောင်မရှိအဲ့တော့လူငယ်တွေဟိုခေတ်ကဒီလူငယ်တွေနဲ့ပဲအစ္စလာမ်ရဲ့တမိုင်းမှာသူတို့သူတို့ရဲ့ဆံမျက်နှာကိုကျွန်တော်တို့ဖယ်လို့မရဘူးအစ္စလာမ်ရဲ့တမိုင်းမှာအဲ့တော့လူငယ်တွေကိုပြောချင်တာကဘာလဲဆိုတော့ဟာငါတို့ကလူငယ်တွေပဲငါတို့ကဟိုမတည်သေးဘူးတည်ဖို့အဝေးကြီးလို့တည်တယ်ငါတို့ဆိုးလို့ရသေးတယ်မိုက်လို့ရသေးတယ်ဒီလိုမဟုတ်ဘူးဆဟာဘာတွေကိုကြည့်ပါလူငယ်တွေပဲလူငယ်ဆဟာဘာတွေပဲ الو بچے نو ابا جی نا تین بیان کھڑے حضرت مصعب بن عمیر رضی اللہ تعالی حضرت مصعب حضرت مصعب رضی اللہ تعالی تمن مچی صلی اللہ علیہ وسلم ہا دی صحابہ کو مدینہ اٹو کو سیا اپھی دی سیا اپھی ٹھہ وی لائی دے دی صحابہ اپھی دے تو الو مدینہ کو پو جین کھن یارے اچھے ما تو تا سیشن نے بشی دی تمن روایت ایا تی یارے تو دی قاری اپھی دے عالم اپھی دے နောက်တစ်ခုထပ်တိုးဒီဝါဒကနေဘာတိရသေးလဲဒီဆဟာဘာဒီမကာမာတော်တော်ပဲဝိစားစင်ရင်မှုပိုင်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်ပဲတံမိုးရှိတဲ့အဝိစားတွေတော်တော်ပဲစမတ်ကြကြနေတဲ့ဆဟာဘာသူတုံးတဲ့ရင်မွေဘလောက်ထိတံမိုးရှိလဲသူဖြတ်သွားလို့ရှိရင်အဲ့ဒီလမ်းမှာအနံ့ကျန်ခဲ့တယ်ဆက်ပြီးဒီလိုဆဟာဘာဖြစ်တယ်အဲ့တော့အခုခေတ်ကျွန်တော်တို့လူငယ်တွေကျွန်တော်တို့လူငယ်တွေကအထူးသဖြင့်အာလင်ဆိုရင်စီးပွားရေး မလုပ်ရဘူးစီးပွားရေးလုပ်ရင်ပြစ်ချက်ဆိုရင်ကျွန်တော်တို့ထင်ကြတယ်အခုခေတ်လူတွေအာလင်းနေစီးပွားရေးလုပ်ရင်ဗါလဲပြစ်ချက်မလုပ်ရဘူးတချို့ဆိုကျွန်တော်လာပြောရပြောင်းရှိတယ်ဗါပြောလဲအာဒီစီးပွားရေးလုပ်တဲ့ဒီအာမော်လီဆက်တွေဆိုရင်ဒါကျွန်တော်တို့ကတိတ်ပြီးတော့အကြီးအကျယ်မရှိတာပါငါဒီလိုပြောတဲ့လူတွေရှိတယ်တမန်တော်မကြီးဆလ္လာလာဟူအလัยဟူဝါဆလမ်ဆန်နနဲ့ရဝါယတ်ခုမှာ9နှစ်နောက်ရဝါယတ်ခုမှာ7နှစ်နဲ့7နှစ်မှာတမန်တော်မကြီးဆလ္လာလာဆမ်စီဝါယီဘစ်စနစ်စတာ တမန်တော်ကြီးဆလ္လာဟူအလัยဟိဝဆလမ်အသက်20ဝန်းကျင်မှာပဲမိမိရဲ့ဒီတူကိုမိမိရဲ့ဦးလေးစီကနေပြီးတော့ပြန်ပြီးတော့ပြန်ပြီးမွေးစားတဲ့အဆင့်ရောက်အဲ့တော့စကားလမ်းကြောင်းပြောင်းသွားပြီအဓိကပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒီလှုပ်ဆောင်ရမယ့်အပိုင်းတွေရှိသလိုရှောင်ရမယ့်အပိုင်းတွေရှိတယ်အဲ့တော့လှုပ်ဆောင်ရမယ့်အပိုင်းတွေကိုပဲလှုပ်ပြီးရှောင်ရမယ့်အပိုင်းတွေမရှောင်တဲ့အခါမှာကျွန်တော်တို့ဒီတချို့အခြေအနေတွေမှာအလကားဖြစ်နေတယ်ကျွန်တော်တို့ရပြီးသား ဘရကာတီကောင်းခြင်းတွေဒီအချင်းကြီးဖြစ်သွားတဲ့ပုံစံတွေရှိတယ်။ဥပမာဥပမာဗလီလာဘီနမတ်ပတ်တဲ့ဂျူမာနေ့ဆိုလို့ရှိရင်ဒါဒီကောင်းတဲ့အလုပ်ပဲ။ဒါပေမဲ့အဲ့ဒီမှာကျတော့နေစားပြီးမလာရဘူးလို့တော့ဟာဒီစ်ကတားလာတယ်။အဲ့ဒါကျွန်တော်တို့ဆေးလေးတောက်ပြီးလာတဲ့လူတွေချွေးစော်တွေနမ်ပြီးလာတဲ့လူတွေတပူပြီးတော့ရှောင်ကျင်တင်းနေမိမိကြောင့်မိမိရဲ့အနံ့ကြောင့်ဖြစ်ဖြစ်မိမိရဲ့လောရကြောင့်ဖြစ်ဖြစ်တခြားသူကိုဒုက္ခမဖြစ်စေရဘူးတမန်တော်ကြီးဆလ္လာလဟ်အလိုင်းမ်ရဲ့ခင်မှာ ဒီဆဟာဘာတွေဒီအလုတ်ထဲကနေပြီးတော့ပင်ပန်းမန်းနဲ့ဒီတောင်ရလုတ်ပြီးတော့ပင်ပန်းနဲ့ဒီပလီကိုလာရတဲ့အခါမှာချွေးတွေတန်နေနဲ့နန်းနေအနန်းထွက်တယ်ဒါကြောင့်မလို့ဒီပထမပိုင်းမှာအစောပိုင်းမှာဂျူမာနီမှာဂျူမာနမတ်ကိုရေချိုးပြီးတော့လာဖို့ဝါဂျစ်ဆိုပြီးပြထမ်းခဲ့တယ်အဲဒီနောက်ပိုင်းမှာတော့အဲဒီအမေဝူဂျူပြအမေကမန်ဆူဖြစ်သွားတယ်ပြက်ပြက်သွားတယ်ဆွန်နတ်ရဲ့အဆင့်မှာကျန်တယ်အဲ့တော့ပြောချင်တဲ့ကဘာလဲဆိုတော့ကျွန်တော်တို့ဒီကောင်းတဲ့အလုပ်လုပ်တယ်ဆိုပေမဲ့ တစ်ဖက်ကလည်းရှောင်ကျင်ရမယ့်အပိုင်းကိုလည်းကျွန်တော်တို့ဒီဒရိထားတယ်ဒါကြောင့်မလို့ဒီဗလီရဲလာပြီဆိုလို့ရှိရင်နမတ်စဖတ်နေပြီဆိုတော့အေးဆိုပြီးတော့လေးလေးအကျဲကြီးထက်တာကိုယ်အိမ်လိုပဲစိတ်လုကိုလို့မလုပ်အောင်ကိုယ်အိမ်လိုပဲညွန်တက်တဲ့လူရှိတယ်လေးအကျဲကြီးတက်တယ်လေးတက်လိုက်ရင်လေးချင်းတက်လိုက်ရင်ဒီအနံ့နဲ့ဘေးရလူဒုက္ခဖြစ်စေတယ်ချောင်းဆိုးတယ်ကိုယောဂရှိရင်ဗလီမလာလို့ရတယ်ချောင်းဆိုးတယ်ကုဆတ်ယောဂရှိမယ်ဆိုလို့ရှိရင်ဗလီမလာလို့ရတယ်ကိုကြောင့်ဒုက္ခဖြစ်မယ် စိုးတာပြဿနာမရှိဘူးနည်းနည်းအုပ်ပြီးတော့စိုးရမယ်ထိမ့်ပြီးတော့စိုးရကိုယ်အိမ်လိုပဲစိတ်လို့ကိုယ်လို့နဲ့ပုံစံမျိုးနဲ့ဒီလိုချောင်းစိုးတာတွေလေတက်တာတွေဒါတွေကနည်းနည်းပပဆိုလို့ရှိရင်ဒါမပြောဘူးလားအများနဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါတွေလည်းရှောင်ရမယ်အဲ့လိုပဲကျွန်တော်တို့ဟာလာလ်ရှာဖွေတဲ့နေရာမှာလေဟာလာလ်ရှာဖွေခြင်းကဣဘာဒတ်မဟုတ်ဘူးလားလိုဟလာလ်ရှာဖွေခြင်းမိမိမိသားစုကိုဟလာလ်လူစီရှာဖွေကျွေးမွေးခြင်းရတယ်ဒါလည်းဣဘာဒတ်ပဲ ဲ့တော့ဒီ ibadat လုပ်တဲ့နေရာမှာလည်းကျွန်တော်တို့ကဖြစ်တယ်လို့ကျွန်တော်တို့ပုံစံနဲ့ရှာလိုက်လို့မရဒါဆိုလို့ရှိရင်ဒီ ibadat ရဲ့စည်ရင်းကျွန်တော်တို့ဝင်နေမှာမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်တို့ halal ရှာမယ်ဆိုလို့ရှိရင်နံပါတ်1ကျွန်တော်တို့ရောင်းတဲ့ပစ္စည်းတွေလည်း halal ပစ္စည်းဖြစ်ရမယ်နံပါတ်2ရောင်းတဲ့ပစ္စည်းကတော့ halal ပစ္စည်းပဲသို့တော့ရောင်းတဲ့ပုံစံဒီ halal ရဲ့ပုံစံဖြစ်ရမယ်အလွယ်ကူဆုံးဥပမာပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ်ထံကိုမရောက်သေးတဲ့ပစ္စည်းတခု လက်စင်ကံကြီးရောင်းချတယ်တထောင်ပေါ့ဆိုတော့သူ2000နဲ့ရောင်းတယ်ဟိုလူကလည်းသူသူ့စီကိုမရောက်သေးဘူးလေဘောကနေပဲ ပိုင်ဆိုင်မှုကသူ့ရဲ့လက်ထဲကိုမရောက်သေးဘူးလေဘောကနေပဲတစင်တစင်ရောင်းတာတယောက်က1000နောက်နောက်တစ်ယောက်ကနေလေဘောကပဲ2000နောက်တစ်ယောက်ကအဲလေဘောကပဲ3000အဲ့လိုအစင်စင်ရောင်းချခြင်းအဲ့လိုဟာလာလ်ပစ္စည်းတော့ရောင်းတာမှန်တယ်သူတို့ဟာလာလ်ပုံစံနီးမကြရင်လေဒီစီးပွားရေးဒီမှန်မှန်ဘူးဒါကြောင့်မလို့ကျွန်တော်တို့စီးပွားရေးလုပ်နေတဲ့ပုံစံတွေကိုလည်းပြန်ပြီးတော့အာလီမင်းနဲ့ကျွန်တော်တို့ပြန်တိုင်ပင်တင်တယ်ကျွန်တော်တို့အစ္စလာမ်တာဒနာကရောင်းတဲ့သူနစ်နာတဲ့ပုံစံကိုလည်းတားမြစ်တယ်လို့ ဝယ်တဲ့သူနင်းနာတဲ့ပုံစံကိုလည်းတားမြစ်တယ်အဲ့လိုပဲဈာကအယောင်ခံရတဲ့ပစ္စည်းနင်းနာတဲ့ပုံစံတွေရှိတယ်အဲ့အရာတွေမှလည်းတားမြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့စီးပွားရေးလုပ်တဲ့ပုံစံဒီအစ္စလာမ်နီချာဟာလာလ်ကိုဖြစ်မဖြစ်ဆိုတော့ကျွန်တော်တို့ပြန်ဆန်းစစ်တင်တယ်အဲ့လိုပဲအခုခေတ်ကျွန်တော်တို့ဟာလာလ်တစိမ့်ကထိုင်ဝယ်စားကြတာလေဟာလာတစိမ့်ကထားပြီဆိုရင်ကျွန်တော်တို့ဘာမှမကြည့်ဝယ်စားလိုက်တာပဲဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အသိပညာပေးပေါ်ပြောဝယ်ပေါ့နော်အသိပညာပေးမယ့်အစီအစဉ်ကျွန်တော်တို့အခုဒီလထဲမှာ ဟို18ရက်19ရက်စနေတနင်္ဂနွေပေါ့နောက်နောက်ဂျွန်မာပြီးလာမယ့်စနေတနင်္ဂနွေပေါ့ရှေ့ဘက်ဂျွန်မာပြီးလာမယ့်စနေတနင်္ဂနွေဒီဆယ်လပိုင်း18ရက်နေနဲ့19ရက်နေနှစ်ရက်ကိုဒီပလီမှာမဂရစ်ပီကိုအစီအစဉ်တင်နန်းပေးသွားမှာဖြစ်တယ်အဲ့တော့ဒီမှာ main လေးအမျိုးသမီးတွေအတွက်လည်းအစီအစဉ်ထားတာလေအဓိကဒါကိုကျင်ညာပေးချင်တာအဓိကဝယ်ချမ်းနဲ့ဈေးနဲ့သွားတယ်ပြုတယ်ဆိုတာအများသောပြ main လေးတွေလောက်တာဆိုတော့အဲ main လေးတွေအနေနဲ့ဒါလေးတီးတင်းတယ် ဒါလေးတွေကျွန်တော်တို့သိတင်တယ်ကျွန်တော်တို့အစ္စလာမ်တရားအနေနဲ့အဲ့တော့ကျွန်တော်တို့ဒီမဂရီဘီမဂရီဘနဲ့အရှာကြာနှစ်ရက်စနေတနင်္ဂနွေနေ့မဂရီဘနဲ့အရှာကြာအစီအစဉ်လုပ်သွားမယ်အဲ့တော့အမျိုးသမီးတွေတွေ့တဲ့နေရာရှိဟိုဘက်ကျောင်းထဲမှာအမျိုးသမီးတွေတွေ့တဲ့နေရာရှိမယ်အကုန်စီစဉ်ထားတယ်အဲ့တော့ဒါအားလုံးကိုအတီးပေးခြင်းဖြစ်တယ်အားလုံးမိမိရဲ့အိမ်မှာအမျိုးသမီးတွေကိုဒီလာပေးဖို့ပေါ့နော်ဟိုတိတ်တအုံလက်ကြီးမလာနဲ့ပေါ့နော်ဒီတအိမ်တယောက်လောက်ဖြစ်ဖြစ်အဲ့လိုမျိုးထိန်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 နဲ့ကျွန်တော်တို့ တူတူတိတ်တိတ်နဲ့လာပေးဖို့အတွက်ကိုအားလုံးကိုမြတ်တရားခံတယ်ဒါလရှင်ကျွန်တော်ပေါင်းရင်အားလုံးကိုရှရီယတ်အပေါ်မှာပြပြဝဝအမှန်လုပ်ပြီးတော့ရှောင်းလန်းတွားနိုင်တဲ့ပိတာတဲ့မွန်မင်မွတ်စလင်များအဖြစ်လရှင်ပြုလုပ်ပေးတင်တော်မူပါစေ။ကျွန်တော်တို့